အဲ့ဒီမှာတို့လာကောင်းတဲ့ချိန်မှာမြေပြင်စကောက်တယ်ပြောရရတော့ကျွန်တော်တို့ကြောက်တယ်ကောက်တော့၃စီးလောက်တော့တင်ပြရကျွန်တော်တို့ဖက်သွားရတာပေါ့နော်တို့တော့အလောင်းပေးကန်ပေးကောက်လိုက်တာပေါ့အဲပြီးမှကျွန်တော်တို့တနတ်ပြတ်လောက်တောင်းလဲကျွန်တော်တို့တနတ်လေးလေးပေးလို့ရမလားပေါ့ဟာဒါကြီးတန်းတော့အဲ့ဒါ ဲကျွန်တော်ကတော့ဒီဟိုဘောတော့ဟို viewer 33စစ်စေးတော်ဝခံရက်ဖို့ကျွန်တော်တို့ဆိုတော့ကိုပါဒီအများတော့ကျွန်တော်ကိုဘိဘက်ဟိုရတယ်ကျွန်တော်ကဘိသားမို့လို့ပေါ့နော်အာဘိပီဆိုတဲ့ဟာလူတိုင်းအသိတော့အဲ့ဒါအာဘိသားဆိုတဲ့ဟာတော့တော်တော်များများတော့မစိတ်ဘူးပေါ့နော်ကျွန်တော်တို့အဲဒီဖက်မှာပေါ့နော်ကျွန်တော်တို့ဟုတ်ကဲ့ကျွန်တော်ကတော့ဒီတက်မ6ကော့ကလေးနေပြီက2021ရနေပြီက2023လေးကိုကျွန်တော်တို့စစ်စေးရေးလုပ်ပြီးနောက်ပိုင်းပေါ့နော်ကျွန်တော်တို့ဒေါနာတိုက်ရေးကကျွန်တော်တို့ရေး တဝက်ဖဲကိုကျွန်တော်ရောက်လာခြင်းဖြစ်ပါတယ်ကျွန်တော်2023 6လပိုင်းနေပြီးတော့ unity ပေါ့เนาะကျွန်တော်တို့ဒါရေးဖဲနဲ့တဝက်ရေးဖြူဖဲကိုကျွန်တော်စည်ရင်းလှုပ်ရှားနေတဲ့ဒါကျွန်တော်တို့ဒါရက်ပေါ်ဆော့တော့ကိုဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီအခုဒီဒီ interview လေးရလေတကယ်ပြောရမယ်ဆိုရင်ကျွန်တော်တို့ဒါပြည်သူတွေရောပြီးတော့အခြားတော်လေးညီကိုတွေရောအာစိတ်အားတက်ကြွစီမြေအကြောင်းအရာမျိုးတွေပေါ့နော်အပြီးတော့ကျတော့ကျွန်တော်တို့အာတော်လိုင်းတပ်ဖွဲ့ဝင်တယောက်အနေနဲ့တော်လိုင်းကာလဖြတ်တန်းတဲ့အချိန်မှာမမေ့နိုင်ကြအဖြစ်ပြက်တွေလည်းရှိနေပေါ့နော် အဲ့အဲ့ဒါညပတ်သက်တော့ကျွန်တော်တို့ဒါသမိုင်းပုံစံဖြစ်စီခြင်းလို့အခုလိုလေးအင်တာဗျူးတာပေါ့နော်အဲ့တော့ဒါဖြစ်ပြီးအတွက်ကိုဗစ်ကိုလည်းအရင်ကျေးဇူးတင်တယ်ပေါ့နော်နောက်ကိုပြီးတော့ဒီကျွန်တော်ပထမဆုံးမေးချင်တာကိုရအဲ့ကျွန်တော်ဟိုစိတ်ထဲမှာမမတ်ရဖြစ်နေအောင်ပေါ့နော်အာကိုဗစ်နဲ့ကြုံတဲ့အခါကြာကြီးငါဒီဥစ္စာကိုပြန်မေးမယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ဒါဟိုပါဘာလဲကျွန်တော်ရေးတတားလာကိုအဲဟုတ်ကဲ့ပါဟိုအဲ့အဲ့ဖြစ်စင်မှာကျွန်တော်ကဒါအကိုတို့ကခြုံကိုခံရတာအမှန် ခြုံကိုခံရတဲ့ဟာကိုပြန်ပြီးတော့တံပြန်ခြုံကိုလှုပ်ပြီးတော့အောင်မြင်ခဲ့တဲ့ပွဲပေါ့နော်အခြုံကိုလည်းဆိုတာကဒါတော့မှန်တယ်ပြောရင်တော့ရုပ်တရက်ဒါရုပ်ရှိတိုက်ခိုက်ခံရတာမျိုးပေါ့နော်အဲတကယ်ကိုချိန်ကောင်းနေရာကောင်းကိုစောင့်ပြီးတော့အပီးတိုင်ချိန်မုန်းနိုင်တဲ့အဆင့်ထိလုံးနိုင်တဲ့နီပရီရဲ့မျိုးကိုအကုန်လုံးခံရတယ်ဒါမဲ့အဲ့ဒီဟာကြီးကိုပြန်ပြီးတော့တံပြန်ရှုပ်ဖို့လုပ်ပြီးတော့ခြုံကိုတဲ့ဖွဲ့ကိုအပြက်ရှင်းပလိုက်တဲ့ဟာကြီးကတားမိုက်တယ်ဆိုကျွန်တော်အရင်အဲ့ဒါနဲ့မသက်လို့စိတ်ဝင်စားအဲ့ဥစ္စာလေးလည်းဒါကိုပြန်ပြီးတော့မျှဝေပေးပါဦးကိုဟုတ် ဟုတ်ကဲ့ဟုတ်ကဲ့အာအဲ့ဒီနေရာတော့ကျွန်တော်တို့ကမရှင်ရတော့အဲကျွန်တော်တို့ရေးတရားကြီးပေါ့နော်ကျွန်တော်တို့ရေးတရားကြီးမှာဒါတရားမှာရှိတဲ့ဒီသူတို့စက်ကောက်စီအဖွဲ့တွေကဒီရဲရောတိုက်ရောပေါ့နော်ကျွန်တော်တို့ဒီဖြတ်လာတဲ့ပြည်သူလူထုတွေကိုမလုပ်လဲဆိုကျွန်တော်တော်တော်လေးကိုငြင်းပန်းနှိပ်စက်တယ်တချို့ကမထင်ရမထင်သလိုကောက်ပေါ်ဆွဲချတယ်ရိုက်တယ်အဲကျွန်တော်တို့ပြီးရောဆိုတာပိုက်ဆံတွေတောင်းတယ်အဲပြီးရောညနေပိုင်းဆိုတာပူဆိုးတယ်ပေါ့မူးတဲ့ချိန်ရောကျွန်တော်တို့ ဟိုမထဲမထဲသူလုံနေတဲ့ဟာပြည်သူလူထုတွေကတိုက်တော်များတော့ဘောနော်ဒေသခံတွေကတိုက်တော်များတော့โอเคအဲ့လိုဆိုရင်ကျွန်တော်တို့ဒီဒါရေတရာကြီးမရှိလောက်မှာပေါ့နော်ရေတရာကြီးအပေါ်မှာရှိလဲဆိုကျွန်တော်တို့ကဒီအမတ်ရှိပြည်တော်စုလမ်းမကြီးပေါ့နော်ကျွန်တော်တို့တနေတရင်နဲ့ဒီမိုးပြင်းနဲ့ကြားမှာရှိတဲ့တရာကြီးပေါ့နော်ကျွန်တော်တို့ဒါရေမြို့နဲ့လည်းပဲကျွန်တော်တို့ဟိုနီနီလေးပဲရေမြို့နဲ့လည်းနီးတယ်အဲကျွန်တော်တို့ဒီစကားကဆက်ကိုဆိုတဲ့တတ်မလဲကျွန်တော်နီနီလေးပေါ့နော်စကားဆက်ကို အဲကျွန်တော်တို့တမ်ပေါ်နေလဲဒါကြီးဆိုလဲဟာတော့ကျွန်တော်တို့7မိနစ်နောက်ဆိုက်ကစီရောက်ပြီကျွန်တော်တို့နီနီလေးပေါ့အဲ့ဒီနေရာကြီးကိုကျွန်တော်တို့ဒါကျွန်တော်တို့တိုက်တော့ပေါ့နော်အဲ့ဒီတော့တော့ကျွန်တော်တို့ရဲ့အဓိကအပြည်ပြည်ဒေါ်လာကြီးတက်ဖြစ်တဲ့ဒါ MSR အဖွဲ့ရဲ့ကျွန်တော်တို့ EBSDF တိုက်ရဲတဲ့ရဲ့ကျွန်တော်တို့ဒေါ်နာတိုက်ရဲရပေါ့နော်ကျွန်တော်တို့ပြည်ပမှာရှိတဲ့ဒါအဖွဲ့တွေပေါ့နော်ကျွန်တော်အလုပ်ပူပေါင်းပြီးကျွန်တော်တို့တိုက်ကြတာပေါ့တော့တိုက်တော့ကျွန်တော်တို့ကတော့ဒါကျွန်တော်တို့သွားတဲ့စစ်စေးသွားတဲ့နေရာဆိုတာကျွန်တော်တို့ကားစီးရေနည်းနည်းခွဲလောက်ကျွန်တော်သွားရတယ် ဲ့ဒီနေ့ကိုသွားတိုက်ဖို့အတွက်ကျွန်တော်နည်းနည်းခွဲလောက်ကားစီးပြီးသွားရတာပေါ့အဲ့ဒီနေ့ကိုကျွန်တော်တို့ကဟိုတမတ်နေ့ကရောက်တော့ကျွန်တော်တို့ကတက်ဖြတ်ပြီးတာနဲ့ကျွန်တော်တဒါကြီးကိုကျွန်တော်တို့စပြီးတော့ကျုံးတော့ပေါ့ကျွန်တော်တို့အဲစောစောပိုင်းကျွန်တော်တို့ခုနှစ်နာရီပေါ့နော်တို့လိုအဓိကဟိုပါပေါ့ဟိုအငိတ်မိတဲ့ချိန်ပေါ့ကျွန်တော်ကျုံးတော့ကျွန်တော်ကျွန်တော်တို့အဲ့ဒီတော့တော့ကျွန်တော်တို့ကတို့လိုတွေပြောတယ်အဲကျွန်တော်တို့ရဲ့အဓိကမရှင်ကတော့ကျွန်တော်တို့အချေရောတော့ကျွန်တော်နောက်ယူဝက်ဘက်ပေးတာပေါ့နော်နောက်ယူဝက်ဘက်ပေးတယ်ကျွန်တော်တို့အဲ့ဒီတော့ကနောက်ယူဝက်ပြီးရင်ကျွန်တော်ပြဆုံမယ် ။ဟောနော်ယူဝဲအတွဲမှာငါတို့ရဲ့ဒီမတ်ချစ်တိုက်ကိုပြီးမိအောင်လုပ်မှာ။ဟောတရားကြီးမှာရှိတဲ့ဘန်ကောက်လေးကိုငါတို့ဖြစ်စီမယ်။အဲ့မယ်။ပြီးတော့တရားကြီးမှာရှိတဲ့ငါတို့လိုတဲ့ဟာလေးကိုဖြစ်မယ်ဆိုပြီးကျွန်တော်လုပ်တာ။ဆိုတော့လုံရင်းနဲ့ပွဲကနည်းနည်းလေးဟိုပါဖြစ်လာကျွန်တော်ကြည့်လိုက်တော့ဟောနော်ယူဝဲမိနစ်30 31 32ဖြစ်လာတော့ကျွန်တော်ချက်ချင်းကျွန်တော်တို့ကအဲ့ဒီမြေပြင်မှာကျွန်တော်ကိုယ်တိုင်ကဥစားကော့ကဲပြီးတော့ကျွန်တော်နောက်ဆုံးအဲ့ဒီစိတ်ဆေးရေကျွန်တော်တိုင်ကင်လောက်တော့အဲ့လုံနေတဲ့အချိန်မှာကျွန်တော်တို့ပေါ်ကစနိုက်ပါအဖက်တွေရောကျွန်တော်ပြစ်တယ်တရားကြီးကို တစ်ဖက်တက်လာတစ်ဖက်ကြောက်နေတာဒါတော့ဒီမှာဟာတယောက်ပြီးတယောက်ကြောက်နေတာအပေါ်အစီအဥဆောင်ပြီးတက်လာလဲဘူကြီးတွေပါပါတယ်အဲတော့လည်းအဲတုပ်ပဲဘူကြီးရောကျွန်တော်တို့စကားစကူကတက်နေပါထွက်လာတာဘာဖြစ်လို့တမ်းမနဲ့နီးနေတော့ဟိုအဲ့တော့ကျွန်တော်တို့ကဘန်ကိုကျွန်တော်တွေးရောက်သွားပြီဘန်ကိုဖြိုးပြီးကျွန်တော်တို့လှုပ်တဲ့အချိန်မှာဒီစကူထဲကနေပြန်အရောက်တယောက်ကျွန်တော်ထထွက်လာတာဒါပေမဲ့အဲ့ဒီနေရာကျွန်တော်တို့သွားတော့တော့ကျွန်တော်တို့ခံမှန်းထားတာအဲ့190လောက်ပဲရှိမှန်းဒါကျွန်တော်ခံမှန်းထားတာ တကယ်ကျွန်တော်တို့အဲ့ဒီတရားကြီးမှာရေးစာတိုက်ပွဲပြတော့60လောက်ဖြစ်နေပြီဟာဒီကောင်လေးကြိုးပြီးရောက်နေတယ်ဆိုတော့တရားကတော့ပေါက်လောက်ပြီပေါ့အဲ့ဒီပြီးတော့ねကျွန်တော်တို့စိုက်မိနစ်လောက်စိုက်ကဲစီကိုရောက်နေတဲ့တရားကြီးနေရာလည်းဖြစ်တော့အဲ့ဒီမှာတန်းကျွန်တော်တို့အဲ့ရောက်တရားကျွန်တော်တက်လာတဲ့အချိန်မှာတရားကြီးမှာကျွန်တော်ကိုယ်တိုင် RPG ရဲ့ကျွန်တော်တီးထက် RPG နဲ့တီးထက်လဲကျွန်တော်တို့တီးထက်ပြီးတော့ပြန်ပြီးတော့ဟိုကဖြစ်တော့ထိတယ်ဒါပေမဲ့ကျွန်တော်ကတော့ဒီတတ်မှတ်ထားတဲ့ရေဝဲအတွင်းမှာကျွန်တော်ရီမန့်ချစ်မပြည့်ခင်မှာကျွန်တော်ချက်ချင်းကျွန်တော်ခေါ်စစ်ပြန်လုပ်တယ်ကျွန်တော်ခေါ်စစ်ပြန်ဆင်တော့ပေါ့ ဖွာစင်းပြဆင်းတဲ့အချိန်မှာကျွန်တော်တို့တွေကဖွာစင်းဆင်းပြတာနဲ့ကျွန်တော်တို့လာတဲ့လမ်းမှာကျွန်တော်တို့ကသူတို့ကကောက်တာပေါ့နော်လင်းလေးကြီးကောက်တာပြည့်တဲ့အချိန်မှာရဲဘော်တရားကပေါက်ထိသွားတာပေါက်ထိသွားတော့ okay အဲ့လိုဆိုရင်လည်းပဲကျွန်တော်တို့ကားစီးနဲ့အရင်တင်ပြတာကျွန်တော်တို့တခါလေးပြရကျွန်တော်တို့ဟိုဟာရဲဘော်ကိုကျွန်တော်တို့အမှတ်တရနေတင်ပြလိုက်တော့တင်ပြလိုက်ရောကျွန်တော်တို့မောင်းတဲ့တနေ့ကျွန်တော်ခရီးလဲရောက်ရောသူတို့ကျွန်တော်တို့ဂျားဖျားနေပြီးစောင့်နေတာဒီကောင်လေးဆက်ကြောင်ကြောင်စောင့်နေတာပေါ့နော်အဲ့ဒီတော့တော့အဲ တရား6ဝအဲ AR လေးလည်းပါတယ်ပြီးတော့36လည်းပါတယ်ဒါခလာ60တဲလည်းပါတယ်93 99တဲလည်းပါဥပမာပူပေါင်းထားတဲ့ကျွန်တော်တို့စစ်ကြောင်းပေါ့နော်ကျွန်တော်တို့အဲ့ဒီစစ်ကြောင်းရကျွန်တော်တို့ဘုံမှုတရားဥဆောင်ပြီးကျွန်တော်တို့လာတာပေါ့ကျွန်တော်တို့လာပြီးတော့ကျွန်တော်တို့ဒါတစီနဲ့တက်လာလဲအကောင် white sword ပါလေရော white sword တော့ကျွန်တော်တို့ကတော့တဏ္ဍာန်ကြားကြတဲ့နေပြ Okay အဲ့ဒီတဏ္ဍာန်ဒီ MA တဏ္ဍာန်ဖြစ်တဲ့အတွက်ငါတို့တော့အဖက်လေးပြစ်ခံနေရပြီကျွန်တော်စစ်နဲ့လာပြီးမင်းတဲ့အချိန်မှာဖြစ်ကျွန်တော်စစ်ရလဲရှင်းရှင်းလေးလေးမကြောက်ဘူးကျွန်တော်ထဲတာဂျမ်ပါပါလာတဲ့တာဘယ်လိုတမ်းပါ ရှင်းရှင်းလင်းလင်းကြတော့โอเคကျွန်တော်တို့ပြစ်ခံနေရပြီဆိုတော့အတန်ကြတော့โอเคဆိုပြီးတော့ကျွန်တော်တို့ထိတဲ့ဟိုရက်ဘောလေးကိုပြန်ပြီးဆွဲထုတ်လိုက်မှာကျွန်တော်ကနောက်ထပ်ကျွန်တော်တို့အဲအဲကျွန်တော်တို့တရားကြော်လာပေါ့နော်ကျွန်တော်တို့ခြေတိတ်ပြီးတာနဲ့အမှန်တရားမြောက်ခင်မှာချစ်ချစ်ကျွန်တော်တို့စက်ကြောပုံစံကိုကျွန်တော်တို့ပြန်စုဖွဲ့လိုက်တယ်ကျွန်တော်တို့ကျွန်တော်စစကြောလို့ဆူဖဲပြတာနဲ့ဟိုစက်ကြောင်းချီတက်တဲ့ပုံစံကိုကျွန်တော်တို့ချက်ချင်းဟိုရှင်းပြတာနဲ့အပြစ်ခံရတဲ့နေရာကိုကျွန်တော်တို့ပြန်ပြီးချီတက်ချီတက်တဲ့ချိန်မှာကျွန်တော်တို့ကတော့ဒီစက်ကြောင်းပုံစံချီတက်ပြတာနဲ့ ဒီဟိုဘောကျွန်တော်တို့သုံးမဲ့ view တော့တခုပေါ့เนาะကျွန်တော်တို့ငကပတ်တိုက်ဆက်ပုံစံကျွန်တော်ပြန်ဆင်မယ်ဆိုပြီးတော့ကျွန်တော်ကဥပေါ်နေပြီးတက်ပြီးရောက်ဆိုတော့တစ်ဖက်မှာကျွန်တော်တို့သူတို့ပြည့်တဲ့တောင်ကုန်းကိုကျွန်တော်တို့ကျွန်တော်တို့ဟိုဘောပေါ့เนาะဟိုပြန်တက်ခွိုက်တော့ပေါ့ဆိုတော့ကျွန်တော်ကြည့်လိုက်တော့သူတို့ယူရတဲ့တောင်ကုန်းကဟိုကြည်ွယ်လည်းမရှိဘူးမြက်ွယ်လည်းမရှိဘူးဟိုခြုံလေးတစ်နေရှိတယ်ပြီးတော့ rubber belly ကလေပြီးလုံးတော့မရှိတယ်ကျွန်တော်တို့ကြည်ွယ်မဖြစ်နိုင်ဘူးမြက်ွယ်လည်းမဖြစ်နိုင်ဘူးတူ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 ထားတာတွေးနေတာတော့ပေါ့ပြီးတော့ကျွန်တော်လမ်းလေးခြေတက်ပြီးတော့ねကျွန်တော်တစ်ချစ်ကြည့်လိုက်တဲ့အချိန်မှာ လက်ဘေးမှာမြောင်းကကျွန်တော်တွေ့ရတော့ဟိုအဖြစ်သွားတယ်အာဆက်ကော်ကြီးမြောင်းတော့ငါတို့ကအကောင်ကျွန်တော်ကစားလို့ရပြီဆိုပြကျွန်တော်အဲ့ဒီမြောင်းလေးပြထပ်ပြီးချစ်တဲ့ပြီကျွန်တော်တက်လိုက်တော့ဗောတော်လုံးနဲ့ကျွန်တော်ထစ်တွေ့ဟိုလာဖြစ်သွားတယ်ကျွန်တော်တို့နည်းနည်းနီးပါးလာဖြစ်သွားတယ်အဲ့ဒီမှာကျွန်တော်တို့ဒါတော့ကျွန်တော်တို့ဒီကျွန်တော်တို့ကဦးဝနေပြတဖဲဒီတောင်ကုတ်ဘဲညာကျွန်တော်ပတ်ကျွန်တော်တို့ညာတာပြီးပြီနဲ့ကျွန်တော်တိတ်တော့ပဲကျွန်တော်တိတ်ပြီးကျွန်တော်တိတ်ကျုံးတော့ဗောတိတ်ကျုံးတော့မှာဒီကောင်လေးကဘာမြင်သွားလဲဆိုတာငါတို့နဲ့တူတူပဲအာငါတို့တူတူပဲသူတို့ထဲတာစစ်ကူသူတို့လာပေးရထဲတာ ဆိုတော့စစ်ကူလာပေးတဲ့ထဲတန်းသူတို့ရုပ်ရည်တွန်းလိုက်တော့ကျွန်တော်တို့ကအလောကအဲ့ဒီမှာ uniform ပြီးဆုံးဒါအောက်ထုတ်တွေရောကြီကောင်တွေအကလုတ်ပါတယ်ပြီးတော့ကျွန်တော်တို့အမှတ်တော်လုတ်ထားတယ်ပေါ့လက်မှာကျွန်တော်တို့ဒီအမှတ်တော်လေးတွေပေါ့နော်ကျွန်တော်တို့အမှတ်တော်လေးလုတ်ထားပြီးတဲတော့ကျွန်တော်တို့ကတော့ကုလူကိုသိတယ်ဒါတော့ဟိုစစ်ထွက်ကြတဲ့လက်မှာလည်းရဲဘော်တို့ဒါလည်းအလောကငါတို့ကျုပ်တင်ပြတာတကယ်လို့ဖြစ်လာရတော့ uniform ဟိုပူလို့ချော့တော့လို့ဘာလို့လောက်ဝလောက်လို့မရဘူးအောက်ထုတ်ချော့တော့လောက်လို့မရဘူးဒါငါတို့တွေ့ရဒါအကြီးကြီးတဲ့ဆိုတဲ့ဟိုကျွန်တော်တို့စစ်ထွက်ကြတဲ့အနေဒီကကျွန်တော်တို့ကဒါအမိတ်ပြထားပြီးသား ဆိုတော့ကျွန်တော်တို့တိတ်ပြီးတော့အဲ့ဒီမှာခြေပေါ့သူတို့လူထဲတော့ပြင်းစင်းလာတာအဲ့လိုမှအပုံလိုက်ပဲဒီကောင်လေးအာဖွဲ့ဖွဲ့ကြာ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 ရောထတ်တဲ့တယ်ထတ်တဲ့မှာအဲ့ဒီမှာကျွန်တော်ဆက်စည်မှုထိပါတော့ဆက်စည်မှုကျွန်တော်တို့ဒီလက်မှာထိပါတော့ကျွန်တော်ပြန်ပြီးတော့အဲ့ဒီမြောင်းလေးပြန်ဆွဲချောက်ပြီးကျွန်တော်ကလည်းပြတ်တက်လိုက်ပြီးတော့ရှဲတဲ့ခြေပေါ်မှာအဲ့ဒီပွဲပြတ်သွားတာပွဲပြတ်သွားတာဆိုတော့သူတို့ထင်လိုက်တဲ့ဟာတော့ကျွန်တော်တို့ဒါဒီဖက်က PDF တွေကအဲနည်းနည်းလေးအဲ့ဒီမျိုးဖြစ်နေဒီကောင်လေးကပြန်ပြေးသွားလိမ့်မယ်ငါတို့အဲ့လောက်မခံနိုင်ဘူးထဲတော့ တကယ်လို့နော်နော်ကြီးကကြတော့ထိတဲ့ကောင်လေးလည်းပြေးတော့ပဲကျွန်တော်တို့ဘုံမှုတယောက်ဆိုရင်အဲကျွန်တော်တို့ငါးကြီးမြောက်လောက်မှာအဲသူအလောင်းကိုပြတွေ့တာကျွန်တော်လည်းမတွေ့တော့ဘူးသူအထစ်ပြတာနဲ့သူရဲပေါ်နေနဲ့သူခြုံထဲမှာသူပြေးပြတော့ဟာဒါသူသွားပြတော့ဆိုတာသူဟိုဖြစ်တဲ့ထင်တာကျွန်တော်တို့လည်းနည်းမြေပြန်ပြီးလိုက်ရှင်းတော့ပေါ့နော်ငါးကြီးလောက်ကြောင်းမှာအလောင်းပုတ်ပွားနေမှာအနိုင်ရမနာမှာလာတယ်အအရှင်းမှာတော့အပုံလိုက်ပဲတော်တော်များများပုံလိုက်ပဲတဒါကြီးမှာထိတဲ့ကောင်ရောအဲဒီမှာထိတဲ့ကောင်ရောဆိုတာအနေဆုံးအဲအား 60 60လောက်တော့ပုံလိုက်ပဲဒါရရတဲ့အကောင်တွေရောအများကြီးပဲဟို60လောက်ပြစ်လာတဲ့ဆင်ချောင်းပေါ့ကျွန်တော်ထည့်တာ40ကျွန်တော်တည်ပြီးတော့ကျန်လဲတာဒါရရတဲ့အကောင်တွေလည်းအထီးတဲ့အကောင်တွေရောကျွန်တော်တို့ကတန်းအောင်လောဟိုဟိုဟိုဖြစ်သွားတယ် Facebook ပြစ်သွားတယ်ခေါ့လေဒါရရတဲ့အကောင်တွေရောအကလို့ထိပါပေါ့အဲ့ဒီတော့ကျွန်တော်တို့ရတော့အဓိကတော့မမတ်ရရတိုက်ပွဲပေါ့နော်ကျွန်တော်တို့ဒီဒီဟိုဖက်မှာကျွန်တော်တို့ပွဲရတော့အကြီးဆုံးပေါ့နော်အနောက်မှာလည်းပဲကျွန်တော်တို့ဒီဖက်က MSP အမော်ဗီဒေးရလည်းရှိတာပေါ့နော်ကျွန်တော်တို့ကအရှိကိုကျွန်တော်ထွက်ပြီးကျွန်တော်တို့ထွက်ကျုံးတော့ဘူးဆိုတော့တို့ကတတ်မော့နော်ကန့်လော်ပြီးဆိုတော့တို့လည်းပဲနောက်ဆုံးကျွန်တော်တို့ပြန်ပြောအတန်ကြောက်တော့တို့အလောင်းလေးကောက်ခွဲတောင်းတော့ပေါ့နော်ကျွန်တော်တို့တစ်ဖက်အဖွဲ့စီနဲ့ညင်နေပြီးအလောင်းလေးတောင်းဒါပေမဲ့ကျွန်တော်တို့ကတော့ဘာဖြစ်ဖြစ်လူသားဆက်ဆံပေါ့နော်အေးကောက်ပေါ့အဲ့ဒီမှာတို့လာကောက်တဲ့ချိန်မှာမြေပြင်စကောက်တွေပြောရရတော့ကျွန်တော်တို့ကြောက်တဲ့ကောက်တော့၃စီးလောက်တော့ပြင်ပြီးတော့ကျွန်တော်တို့ထွက်သွားရတာပေါ့နော်တို့တော့အလောင်းကိုပေးကန်ပေးကောက်လိုက်တာပေါ့အဲ့ပြီးမှကျွန်တော်တို့တနန့်ပြန်လောက်တောင်းတယ်ကျွန်တော်တို့တနန့်လေးလေးပေးလို့ရမလားပေါ့ဟာ အဒါရီကတော့အဲ့ဒါငါတို့တစ်ဖက်ပြန်လာတာဘာဘာလို့လာတာအေးလာယူလာမင်းတို့နောက်ထပ်ပြန်လာဆိုရင်သူတို့ရဲ့အကြောင်းတရားဒီချိန်ထိကိုဒီနေရာခုချိန်ထိသူမလာရတော့ဘူးအော်လိုက်မလာရတော့ဘူးဒီနေရာထိမလာရတော့ဘူးဆိုတော့ဒါတော့အကြောင်းတရားဒီကောင်နေတဲ့ဒီအဖက်ဒေါ်နာအဖက်တွေ့ရတဲ့ကောင်လေးဘယ်လိုခံရမလဲဆိုတော့သိတယ်အဲဒီဖက်မှာလည်းပဲကျွန်တော်တို့မှာလည်းပဲဒါစိတ်အခြေခံဆက်အတန်းဆက်တက်ကြတဲ့အနေပြကျွန်တော်တို့ကကျွန်တော်တို့သိပေးတဲ့ရှယ်ယာတွေပေါ့နော်ကျွန်တော်တို့ EOR ရှယ်ယာတွေရောဒီဖက်မှာကျွန်တော်တို့ CDA အဲဘူမှုတွေရောပေါ့နော်ကျွန်တော်တို့အဓိကစိတ်နဲ့ပတ်သက်တဲ့စိတ်အင်ကာစေတွေကဆကျွန်တော်တို့စိတ်ကရီးရဲ့ဥပဒေတွေအလုံးကျွန်တော်တို့ကပင်လာလာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့အဓိကဒါကျွန်တော်ကိုယ်တိုင်ကလည်းပဲဘာပဲပြောဒီအမိန့်နာခံမှုကောင်းကောင်းနဲ့ကျွန်တော်ဒီလိုလှုပ်ဆောင်လာတာဖြစ်တဲ့အတွက်ပေါ့နော်ဒါတော့တီတီမမတ်ပေါ့နော်ကျွန်တော်တို့အတော်တော်အတည်းစားကောင်းတယ်ဒီဘက်မှာရှိတဲ့မော်လူဒုတွေလည်းပြည်သူတွေကလည်းတော်တော်လေးကိုအားကြပြရစွာအဲသူတို့တွေကဟိုအပေးကြတာပေါ့နော်ကျွန်တော်တို့အဲအဲ့ဒါလေးတစ်ခုတော့တီတီမမတ်ပေါ့နော်ကျွန်တော်တို့အမှတ်တရပဲကိုကြီးအဲ့တော့ကတော့ ဝိုက်တယ်ကိုရအဲကျွန်တော်အဲ့တုန်းကတရင်တက်လာတဲ့ချိန်မှာအဲအပေါ်ရန်တော့ပဲတည်တော့ဗောနော်အပေါ်အခုပြောလို့မျိုးဗောနော်အလောင်းလေးကောက်ပြရသေးလို့တနက်လေးပြန်ပေးလို့ရမလားတို့ဒါမျိုးနေမတိလိုက်ဘူးလေနော်ဒါအခုအခုလို့ပြည့်ပြည့်စုံစုံပြောပြမှာပဲအဲပြီးတော့ကြတော့ပထမမစ်ရှင်သွားလုပ်ပြီးတော့ပြန်လာတဲ့ချိန်မှာဒီကောင်လေးအဲခြုံကိုတယ်ဗောနော်အဲအဲ့ဒါကိုပဲရအောင် ပေါက်တွက်ပြီးတော့အပြက်ကျိတ်လိုက်တာအဲ့ဒါကြီးကတော်တော်မိုက်တယ်ကိုရတိလားပြီးတော့အဲ့ချိန်တုန်းကဆိုရင်ကိုရအဲ့တုန်းကကျွန်တော်ဒီတော်လိုင်းတက်ဖွဲ့တွေဒါအခုလို့ဖွဲ့တွေရဗောနော်အဲ ဒီလက်နဲ့ကင်ပြီးတိုက်ဝဲဝင်တာကာလဘယ်လောက်လောက်ပဲရှိရုံမလဲကိုအဲ့တော်တော်စောသေးတယ်ကျွန်တော်တို့တော့2023ပေါ့နော်ကျွန်တော်တို့ဒီကွန်ကရစ်ဒါဆက်ဆက်ရေးကွယ်ရနေပြီးအရင်တော့ကျွန်တော်တို့ဟိုဘက်မှာဗျူဟာ30တဲလို့30နဲလို့ဒီဟာကြောက်ဖြူလို့ကော်ပရာလို့ကျွန်တော်တို့တွက်တိုက်လာတာမော်တော်ဘောင်းလို့လည်းရင်းနှီးပါလေကျွန်တော်တို့ကိုပေးဆိုတော့တို့လည်းတည်တယ်ကျွန်တော်တို့ဒီဖက်ကပတ်လည်းတည်တယ်ကျွန်တော်တော့ဒီဆက်ဆက်ရေးလိုအပ်ချက်ရကျွန်တော်တို့ MOD ကလူကြီးတွေလည်းโอเคသွားကိုပဲဟိုဘက်ကိုအချက်သွားပါဆိုတော့ကျွန်တော်ရောက်လာတဲ့အချိန်မှာကျွန်တော်တို့ကတော့အဲ့ဒီတော့တော့နည်းနည်းသားလေးပေါ့အဲ့ဒီတော့နည်းနည်းသားလေးပေါ့ကျွန်တော်တို့ နည်းနည်းသားလေးပါနော်အဲဟိုကျွန်တော်တို့လူလူဆိုရင်ပြောမယ်ဆိုရင်တော့ဟိုနုနုပြက်ကစားလေးပေါ့ကျွန်တော်တို့ကလေးလေးတွေပေါ့အဲ့လေကလေးလေးကဘလို့မနိုင်ဘူးဘလို့မျိုးလဲပေါ့နော်တို့ရဲ့အဓိကစိတ်ဓာတ်တွေပေါ့အဓိကတို့စိတ်ဓာတ်ပဲကျွန်တော်တို့တော်လိုင်းလေးလောက်တော့လဲကျွန်တော်တို့ရဲ့စိတ်ဓာတ်နဲ့ကျွန်တော်တို့သွားတာပေါ့နော် ရေတော့ကကျွန်တော်တို့မှာမပြည့်စုံဘူးပေါ့ဟိုကျွန်တော်တို့ဒီလက်လုံလေးတွေနဲ့ကျွန်တော်တို့တိုက်ရတဲ့ပွဲတွေရှိတယ်အဲကျွန်တော်တို့အာတနတ်တလဲမှာကြည်လေးနဲ့ဆန်လေးလေးထပ်ပြီးတော့တနတ်ကလည်းမီဂျူမောင်ပြည့်ကိုရှိတဲ့ဟာလေးတွေကိုအော်တိုတာမပြည့်ရဘူး ကြည်ရအကသပဲပါတာဟုတ်တတောက်ချင်းပဲပြည့်ရောက်ပြီးတော့ကျွန်တော်တို့အဲ့လိုမျိုးရေဆိုင်ပြီးတော့လာတဲ့လူတွေဖြစ်တဲ့အတွက်ပေါ့နော်ကြည်လဲပေါ်ပေါ်တည်တည်မတော့ရဲတရာဟိုတုံးလို့အဆင်မပြေတဲ့ဟာလေးအားစကျွန်တော်တို့ဒီလိုမျိုးလာတဲ့ဒါပေမဲ့တခုရှိလာတော့ကျွန်တော်တို့ဒီဘက်မှာရဲဖို့လေလဲအလုံးမချေတယ်ကျွန်တော်တို့အမြဲတမ်းလဲအဲကျွန်တော်တို့ပြောပြလဲတွေ့ရတွေ့တယ်လို့ပေါ့ဟိုစစ်စီတခုကျွန်တော်သွားလုံးမယ်ဆိုရင်ဟာကျွန်တော်တို့ရီမတ်ချစ်တိုင်းပြီးသွားတာမှကိုရဲဖို့တွေရဲ့ပေါက်ထဲမှာကြည်ရတော့အနည်းဆုံး90လောက်တော့ကျွန်တော်အမြဲတမ်းရှိရမှာဒါကိုကျွန်တော်တို့ရဲဖို့တိုင်းမှာတယ် ဘာဖြစ်လို့ဆိုတော့ကျွန်တော်ခုနကတွေ့ကြုံသလိုမျိုးပေါ့မြန်မာမိုင်းနိုင်တဲ့နော်ကျွန်တော်တို့လမ်းခွလမ်းမှာနောက်တစ်ပွဲထပ်ဖြစ်မဲ့ဆိုရင်ကျွန်တော်တို့ထပ်မှာဘာမှကြီးကောင်းဝိုင်းဆိုကျွန်တော်ဘယ်လိုရင်ဆိုင်ကြမလဲဘယ်လိုလုပ်ကြမလဲကျွန်တော်တို့အဲ့ဒီအတွေ့ကိုကျွန်တော်တို့အမြဲတမ်းရဲဖို့တွေကိုအမြဲတမ်းမာတယ်အကျွန်တော်တို့ဟိုဘယ်မရှင်ပဲဖြစ်ဖြစ်ငါတို့မှာအနေဆုံး message ပြီးွားတာမှာငါတို့မှာအနေဆုံးတော့ပေါင်ထမ်းမှာကြီးရတော့ကြံကိုကြံမှာမကြံနဲ့ရဲဖို့ဆိုကျွန်တော်အပြစ်ပေးတယ်ဒီရအပြစ်ပေးတယ်မမလည်းမကြည့်ပါမလဲဘယ်တော့ကြံသေးလဲအားဆရာကျွန်တော်ပြစ်လိုက်တာဆရာကိုယ်ရောအဲ့ဒီကတော့ထိပြတာပြေွားကျွန်တော်တို့ဘာဖြစ်လဲဆိုတော့ ဟိုဟိုကျွန်တော်တို့ကမြေပြင်မှာတိုက်ပွဲတွေမမြုံမနိုင်လဲခုလိုပြောသလိုပေါ့တပွဲဖြစ်နိုင်တယ်နှစ်ပွဲဆစ်ဖြစ်နိုင်တယ်သုံးပွဲလည်းဖြစ်သွားနိုင်တယ်ဆိုတော့နေထားတွေကရဲဘော်လို့ကျွန်တော်တို့အမြဲတမ်းဒါလေးတွေကို message ပေးလို့ကျွန်တော်အမြဲမှာခဲ့တာဟုတ်ဟုတ်ဟုတ်အဲ့ကြောင့်လို့လည်းကျွန်တော်တို့အောင်မြင်မှုတွေရတာပေါ့ဟုတ်ကဲ့ဟုတ်ဟုတ်ဒီကတော့အရန်အစီအစဉ်နေပေါ့နော်ကြိုတင်မျှော်တွေးပြီးတော့ပြင်ဆင်တဲ့အပိုင်းတွေကျွန်တော်တို့ပုံမှုအားကောင်းတယ်ဆိုရင်ဘလို့နေထားပဲဖြစ်ဖြစ်ကျွန်တော်အနိုင်ပိုင်းနိုင်တယ်ပေါ့နော်အဲ့ဒါလေမိုက်အာကိုဘေးပြောတဲ့ဟာတကယ်အကျဉာဏ်ကောင်းတယ်ပေါ့နော် ချားဖွဲ့ရလဲဒါတွေတည်တယ်အခုလိုပြောပြီးလို့လဲတကယ်ကျေးဇူးတင်တယ်ဗောနော်အဲအကိုကအခုဆိုရင်ဒါဥဆောင်တဲ့သူတယောက်အနေနဲ့ပါဝင်နေရဗောနော်အဲကြောင့်အောက်မှာရှိတဲ့ရဲဘော်တွေနဲ့ပတ်သက်လို့ကျွန်တော်မေးချင်တာဗောနော်အဲဒါအကိုအောက်မှာရှိရဖွဲ့တွေဗောအဲကျွန်တော်ဆိုလဲဒါဒါဘယ်လိုပြောမလဲဒီစစ်ကောင်စီဘက်မှာနေရတဲ့ချိန်တော့ CDM လောက်ကခင်တော့ ਆ ပေါ့နော်အဲ့တော့ကျွန်တော်လည်းဒီလောက်ငယ်သားတွေနဲ့ဒါအတူတူအုပ်ချုပ်ခဲ့ဘူးလေပေါ့နော်ခဲအဲ့လိုအုပ်ချုပ်ရတဲ့ချိန်မှာအဲ့လို သူတို့မှာကြာအတန်းပညာအသိပညာအပြင်ဟနာလို့ဘူးတုတာပေါ့နော်အဲအဲ့ဟာတွေကဆပညာရည်ချင်းအဆနေပါတယ်ကိုရာဒီလားနေပါတော့ကြတော့အဲ့လိုအုံချုပ်တဲ့အပိုင်းတွေမှာအဲချုပ်ပိုင်းတွေကြတော့ဘယ်လိုပြောမလဲဟိုတော်တော်လေးပေါ့နော်အဲအကြောက်တရားနဲ့ဆိုရင်အဲတော်တော်လေးအဆင်ပြေတဲ့ဟာတွေ့ရကျွန်တော်ကျွန်တော်ဟိုပါပေါ့နော်အဲသူတို့စိတ်ထဲမှာဒီဟာအမိတ်အဒါငါလုပ်ကိုလုပ်ရမယ်ဒါငါမလုပ်ရင်ငါ့ကို ါဒီအဖြစ်ဖေးတာရေးယူတာလာလိမ့်မယ်ဆိုတဲ့အကြောင်းတရားပေါ့နော်အပြင်ဖျဲချောက်တဲ့ဟာမျိုးအဲအဲ့ဒါမျိုးတွေနဲ့ဒါ brain wash မိပြီးတော့သူတို့ကြောက်ပြီးတော့လှုပ်ကြအရှိတယ်ပေါ့ဗျာဒါပေမဲ့ကျွန်တော်ဒီဘက်ဒီတော်လိုင်းတက်ဖွဲ့တွေဘက်ကိုရောက်လာတဲ့လူငယ်တွေကကြာအဲ့လိုမဟုတ်ဘူးလေကွာတရားအမှားမှန်လဲခွဲခြားတတ်တယ်ပြီးရင်အတန်းပညာအသိပညာဘူးဒရဘာညာပြောစရာမလိုဘူးကွာအကုန်လုံးကပညာတတ်တွေပေါ့နော်ကိုပိုင်စဉ်းစားဉာဏ်နေနဲ့လာကြတာတော့ကိုအုတ်ချုပ်ရတဲ့အပိုင်းဒီမှာကိုတို့ဘလို့တွေပြင်ဆင်ရလဲဘလို့ဘလို့တွေကြုံတွေ့ခဲ့ရတာရှိလဲကို အဲ့ချို့ဆိုကျွန်တော်ကြားတယ်အဲ့လိုဥဆောင်တဲ့သူတွေကိုပညာစမ်းတာမျိုးပေါ့နော်အဓိကအဲ့လိုအဲငါတို့ဥဆောင်တဲ့လူကတကယ်ရည်ချင်းရှိရလားဆိုရအဲ့လိုမျိုးတိအစမ်းတပီးမှလက်ခံတဲ့အဖွဲ့လည်းရှိတယ်ဆိုပြီးသိရတော့ဟုတ်ကဲ့ဟိုကျွန်တော်တို့ကိုယ်တိုင်ကတော့အဲအရင်တော့တော့ဒီအနာသိပြီးမှပဲကျွန်တော်တို့အရင်တော့ပြည်သူပေါ့ဗျာဟိုကျွန်တော်တို့လည်းဒီတက်ရောက်တော့ဟိုအဒီကျွန်တော်တို့စစ်သားဖြစ်ဖို့အတွက်ရတော့လိုအပ်တယ်ကျွန်တော်တို့စစ်သားဖြစ်ဖို့အတွက်ရစစ်ဘုတ်ကြောင်းမှုနဲ့ကျွန်တော်တို့အမိန့်နာခံတတ်မှုကဒါကတော့ ်ဘယ်နဲ့ကတမ်းဆူပေါ့နော်ကျွန်တော်တို့စစ်သားကတော့အမိန့်တော်ခံမှုတွေအဲကျွန်တော်တို့ဒီဟိုဟာစစ်စည်းကဥပဒေတွေလိုက်နာမှာဟာတော့ဒါဒါစက်တပ်တိုင်းကကျွန်တော်တို့ဒါအထူးကျွန်တော်တို့ဒါသူ့ပြင်ပေးရတဲ့ဟာလေးရှိတယ်ကျွန်တော်တို့လည်းဒီလိုပဲကျွန်တော်တို့ကအဲစပါရမကရေကနေပြီးအခြေခံစစ်တပ်တိုင်းလေးကကျွန်တော်တို့ဒီရဲဘော်ဘဝနေပြီးကျွန်တော်တို့ကလာတာဖြစ်တဲ့အတွက်ပေါ့နော်အောက်ခြေရဲဘော်တွေရအခက်ခဲအဲပေါ့နော်ကျွန်တော်တို့အကုန်သိတယ်ကျွန်တော်တို့ဘာဖြစ်လို့ဆိုတော့အောက်ဝလီပြီးကကျွန်တော်တို့လာတဲ့ရဲဘော်တယောက်ဖြစ်တယ်လို့ အပေါ်ရောက်လာတဲ့အခါကျတော့လည်းပဲကျွန်တော်တို့အောက်မှာရှိတဲ့ရက်ပေါ်တွေအခက်ခဲရလည်းပဲသိရှေ့ပြောင်းစရာမလိုဘူးကျွန်တော်တို့တည်တာပေါ့နော်အဲ့ဒီပုံမှာကျွန်တော်တို့တွေကတိုက်တဲ့ခါကျရင်အာရှဘယ်ဆက်ဆက်ရေး okay ကျွန်တော်တို့သွားမယ်ကျွန်တော်တို့လှုပ်ကြမယ်ဆိုတဲ့ဟာမျိုးကျွန်တော်တို့လည်းသူ့လိုရှင်းလင်းအောင်ပြောပြတယ်အနောက်တန်းမှာတော့ကျွန်တော်တို့ကတော့သူ့လိုတွေကိုဒါကျွန်တော်တို့ရက်ပေါ်ရက်ပဲညီလိုကိုလိုကျွန်တော်နေပြီမဲ့ဒါရှေ့တက်ရောက်ရတော့ကျွန်တော်တို့အမိန်နဲ့ပါပါပဲကျွန်တော်တို့အဓိကပေါ့နော်အာအဓိကသုံးပြပြကျွန်တော်သွားတယ်ဆိုတော့ သူတို့အဖန်နဲ့ကျွန်တော်တို့စစ်ကောင်စီရဲ့အဖန်နဲ့ကျွန်တော်တို့ဒီတော်လိုက်တတ်တယ်နဲ့မတူတဲ့အကြောင်းအရာဆိုဟိုရှိတော့ဗောနော်ကျွန်တော်ရှင်းပြမယ်ဆိုရတော့တကူဒါစစ်ကောင်စီမှာရှိတဲ့လူတွေအကြောင်းတရားကိုဦးစားပေးပြီးတော့ကျွန်တော်တို့ကသူတို့အမိတ်ကိုကျွန်တော်တို့ထဲ့တယ်ဆိုတော့တော့ဒီလက်ခံနိုင်လက်ခွေကြီးကြီးလေးပုံမှာအပြစ်တိတ်တော့တော့အာအပြစ်ဆက်တိတ်ထက်တော့ဗောဒါကတော့ကျွန်တော်တို့ရဲ့ဒါတစ်ဖက်မှာစစ်ကောင်စီကတွောင်းနေတဲ့ဒါဟိုဗောဟိုဟိုဗောဟိုစနစ်တစ်ခုဗော ကျွန်တော်တို့တော်လိုက်ဖေးရောက်တော့ကျွန်တော်တို့ကအုံနှောင်းရှိတယ်ခေပညာတတ်လူငယ်တွေဖြစ်တယ်ဒီနိုင်ငံရဲ့အခြေအနေကိုကျွန်တော်တို့ကအစစ်မပြဘဲနဲ့ဒီလိုအနာသိမ့်လိုက်လို့ငါတို့ဘာလို့တဲ့လဲဆိုတော့အတွေးခွန်တွေနဲ့လာတဲ့လူငယ်တွေဖြစ်တဲ့အတွက်ကျွန်တော်တို့ထက်ရထက်တော့ဒါဝင်တယ်ထက်တော့ထက်တော့လည်းပဲကျွန်တော်တို့ဒါသူတို့နေရလိုက်ပါစီမျောနိုင်တဲ့ဟာလေတွေ့ရတယ်ဆိုတော့မတူညီတဲ့ဟာပေါ့နောက်တစ်ခုရှိတာတော့စိတ်တန်းပေါ့ အဖေမှာကျတော့ကျွန်တော်တို့အကြောက်တရားနဲ့လာပြီးတော့ဆိုတာအချို့ပေါ်တော်ဆွဲပါလာခေါ်စီတာအချို့ကမိသားစုကိုအနောက်မှာဟိုဖြစ်ပြီးတော့ဆိုတာကျွန်တော်အတင်းကျပ်ဖြစ်ရောက်ပြီးပြီးတော့ခိုင်းနေဟာစီတာအချို့ကလည်းအချို့စီဘောကိုပြီးပြီးတော့ဆိုတာမေလုံးတွေပြီးပြီးလုံနေတာရှိတယ်ဒါကတော့ဒါဆက်ကောင်စီကလက်ရှိသွားနေတဲ့အခြေအနေပေါ့ကျွန်တော်တို့တော်လိုက်တက်တယ်မှာတော့ငကူမူကတဲ့ကနေပြီးတော့ဒီနိုင်ငံအတွက်သမိုင်းပိတ်တော်တရားနေရကျွန်တော်တို့ပေးရတော့မှာကျွန်တော်တို့လုံမဖြစ်မဲ့ဆိုတဲ့ခိုင်ဝူချက်တင်နေလာတာဖြစ်တဲ့အတွက်ကျွန်တော်တို့မှာအချို့စီဘောလို့เนาะကျွန်တော်တို့တွေ ဘုပ္ပလေပြောမယ်ဆိုတာဖီအားလို့အသေးချခိုက်တယ်လို့ကျွန်တော်ကမရှိဘူးကိုသီစိန်နဲ့ကိုလှုပ်တော့မယ်ဆိုတော့ဒါခိုင်ယူချက်နေနဲ့ကျွန်တော်တို့တော်လာရေးဒါလောက်တာဖြစ်တဲ့အတွက်တိုက်ပွဲမှာလည်းပဲကျွန်တော်တို့မတူညီတဲ့ဟာတွေပေါ့နော်စိတ်တက်ချေရရချေတွေအဆောက်ဒါကျွန်တော်တို့တွေကလုံနိုင်ကန်နေတဲ့အနေနဲ့မတူညီတဲ့ဟာတွေအများကြီးတွေ့လာရဒါကြောင့်လို့လည်းခုလက်ရှိကျွန်တော်တို့ရဲ့2021နယူးယောက်ဒေါ်လာရေးမှာကျွန်တော်တို့တော်လာရေးတက်တွေအောင်မြင်လာတယ်မြေပြင်မှာရှိတဲ့အေးကိုတက်နေတဲ့ပေါင်းစည်းပြီးတော့လုံနိုင်တယ်ဆိုတဲ့ဟာလည်းပဲ ဒီအကြောင်းအရာတွေအများကြီးပါတယ်ကျွန်တော်တို့ဒီအကြောင်းအရာတွေအများကြီးပါတယ်ဒါတော်လိုင်းရ2021ညိုးတော်လိုင်းရဒါဘယ်ခက်ဘယ်ခါမှမတူညီတဲ့ပေါ့နော်အရှိမအနာသိမှုတွေဖြစ်တယ်ဒါတော်လိုင်းကြီးတွေဖြစ်ခဲ့တယ်ဆိုတော့ခု2021ညိုးတော်လိုင်းရမတူညီတဲ့ဟာပေါ့ဟိုကျွန်တော်တို့အရင်စာတော့ပြောတော့ကအမြဲကြွေးကြော်နေတဲ့စကားလုံးရှိပါတယ်ဟာဆစ်ဆက်ရှင်းလို့မျိုးအချိုးလာမချိုးနေဆိုတာကျွန်တော်2021မှာလာမချိုးတာဆိုတော့ အာဟိုတွေးခေါ်တွေကစလူငယ်လေးတွေကကြီးစိတ်လေးတွေကကျွန်တော်တို့အဲ့လိုကြွေးကြော်ခဲ့တာရှိတယ်တကယ်လဲဟုတ်ပါတယ်ကျွန်တော်တို့2021ရောက်တဲ့အာနာသိမ့်မှုမျိုးအဲ့တို့ရဒီဝါဒဖြတ်မှုတွေသူ့ဖွဲ့မှုတွေအစဒီအချိန်မှာကျွန်တော်တို့လှုပ်လို့မရဘူးဆိုတဲ့ဟာကိုကျွန်တော်သက်သေပြသွားတော့ဒီနေ့အထိပဲကျွန်တော်တို့ဒါဟိုဟာဟိုတို့ကိုတို့မြင်တဲ့အတိုင်းပေါ့နော်ဆိုတော့ဒါမဲ့ပြောပြောကျွန်တော်တို့ခုလက်ရှိဒီတော်လာရေးစပြစ်လာကြတဲ့အနေပြသွားမြပြင်းမောင်းနော်တော်လာရေးတော့ခက်ခဲပါလေကျွန်တော်တို့စာရေးတောက်ရေးတွေအစား လက်နဲ့ခဲရပေါ့နော်စစားရရပေါ့နော်ကျွန်တော်တို့ခက်ခဲတယ်သို့တော်လည်းပဲကျွန်တော်တို့ကစိတ်တန်းနေလာတာဖြစ်တဲ့အတွက်ဒီခက်ခဲတွေအလုံးကကျွန်တော်တို့တွေ့ရသိပြီးတော့ဆိုတော့မမှုတော့ဘူးဘာဖြစ်လို့ဆိုတော့အသက်တော်ပေးတော်ပြီးမှတော့ဒီခက်ခဲလာတော့ကျွန်တော်တို့ဖြတ်ကျော်လို့ရတယ်ဆိုတဲ့ဟာလဲဒီတိထိလည်းပဲကျွန်တော်တို့လင်းနေကျော်လာပြီပေါ့နော်ကျွန်တော်တို့ဖြတ်ကျော်လာတာရှိပါတယ်ပေါ့နော်အော်အလုံးတော့ကျွန်တော်တို့ခက်ခဲကြတော့ရုပ်ကရေးကျွန်တော်တို့လူချေတဲ့ Federal Democracy ပန်းတိုက်ကိုတိုင်းသားညီကိုမောင်နှမအနေနဲ့အတူလက်တွဲပြီးကျွန်တော်တို့သွားမယ်ဆိုတော့ကျွန်တော်တို့ခံယူချက်တွေနဲ့ကျွန်တော်တို့လောက်တော့ဖြစ်တဲ့အတွက်ကျွန်တော်တို့ကတော့ ီတော်နာရေးကကျွန်တော်တို့ဒါကျွန်တော်တို့နိုင်ရမယ်ဆိုတော့မဟုတ်ဘူးနိုင်ကိုနိုင်မှာဆိုတဲ့ဟာကိုကျွန်တော်တို့ကဒါကျွန်တော်တို့ဆုံးဖြတ်ပြီးသားနိုင်ကိုနိုင်မှာကျွန်တော်တို့ဟိုကျွန်တော်တို့ကခုနကပြောမျိုးအစိုးရစိတ်နဲ့တန်တရားစိတ်လေးနဲ့ဖြစ်ပါမလားဆိုတဲ့အတွေးခွန်မျိုးကျွန်တော်တို့မရှိဘူးဒါကျွန်တော်တို့ရဲဘော်တွေလည်းဒီလိုပဲဖြစ်ကိုဖြစ်မဲ့နိုင်ကိုနိုင်မယ်ဆိုတဲ့ကျွန်တော်တို့ဒီတန်တိထန်ကြကြနေပါတော့ကျွန်တော်တို့ဆုံးဖြတ်ပြီးတကယ်လည်းပဲလက်တွေ့ကြကြကျွန်တော်တို့လုပ်နေတာတော်လာကြီးဖြစ်တဲ့အတွက်ဒါကျွန်တော်တို့ယုံကြည်ပြီးသားပါတော့ယုံကြည်မှုအပြည့်ခုချက်ဒီရှိပါလေကျွန်တော်တို့ဟုတ်ကဲ့ကြားရတာတကယ် ကယ်မိုက်တယ်ပြီးတော့အဲ့လိုရှင်ပြီးပြောပြသွားတဲ့ဟာကရန်ကိုမြင်လာစီတယ်ပေါ့နော်အဲကျွန်တော်ဒါအခု online မှာပါဝင်နေတဲ့လူငယ်တွေကကျွန်တော်တိုင်းပြည်အတွက်တကယ်ကိုအားကိုးတိုက်တဲ့စစ်သားကောင်းတွေဖြစ်လာပြီဆိုတာလေကျွန်တော်ယုံကြည်တယ်ပေါ့နော်ပြီးတော့အဲ့လိုဖြစ်အောင်ဒါကိုယ်တို့အခုလိုမျိုးပေါ့နော်အဲကိုယ်ခုနပြောသွားတဲ့ဟာလေးမှာဆိုတကယ်ဒါကျွန်တော်အတူယူရတဲ့ဟာပေါ့နော်ကျွန်တော်ကိုယ်တိုင်ကဆအောက်သက်ကြီးခဲ့တာဖြစ်တဲ့အတွက်သူတို့ရဲ့အကြောင်းကိုကျွန်တော်အကုန်သိတယ်ဆိုတော့ဟာအဲ့ဒါအရန်အရန်ကိုကောင်းမွန်တဲ့ဒါကျွန်တော်နမူနာယူရမယ် အာဆံပြတမူနာယူရမှာတစ်ခုပေါ့နော်အဲဥစားလေးကြီးလဲကျွန်တော်တခြားဥဆောင်တဲ့သူတွေလည်းသိစီချင်တာပေါ့နော်အဲအဲ့ဒါဆိုရင်ကျွန်တော်တို့အပေါ်လုံးဆက်ဆက်ရအဆင်ပြေအောင်သွားလို့ရတယ်ဒေါညီကိုတွေကလုံးဝအတိယံပညာအပြည့်နဲ့ပါဝင်နေကြတဲ့သူတွေပေါ့နော်အဲကျွန်တော်အခုလိုပြောသွားပြရတယ်တကယ်ကျေးဇူးတင်တယ်ဘုရား